ာပါရှင်။ MPA သတင်းဌာနရဲ့ဒီကနေ့မေလ9ရက်နေ့မှာရရှိထားတဲ့သတင်းတွေကိုကျမခရစ်စတယ်ကတင်ဆက်ပေးပါမယ်ရှင်။တင်ဆက်ပေးမယ့်သတင်းတွေကတော့ရုရှားကမြမလွတ်လပ်ရေးမှာပါဝင် ကူညီခဲ့တယ်ဆိုပြီးရုရှားတန်မှန်ဝါရအမာဖြန့်တဲ့သတင်းစစ်တပ်တင်မကပဲ တခြားသောလက်နက်ကင်တွေကပါအမျိုးသမီးတွေကိုလိန်ကျန်းဖက်နေကြတဲ့တဲ့ဒီမော့ဆိုအနောက်ချမ်းကိုစစ်ကောင်စီကဂျက်ဖိုက်တာနှစ်စင်းနဲ့ဓာတ်ဘုံအပါဝင်ဘုံးဆယ်လုံးထံမှနေကျဲချခဲ့တဲ့တဲ့ဖျားကံတွေတဲကရေတွေမတန့်ရှင်းတာကြောင့်လက်တွေမျိုးမပွားနိုင်ဖြစ်နေတဲ့အတွက်အဲ့ဒီကံတွေမှာဘေးမဲ့မလွတ်တင်ဘူးလို့ပြောတဲ့တဲ့ PDF တက်မလို့တက်တန်းလေးနဲ့အတွင်းစစ်မှန်တဲ့တော်လိုင်းရဲပေါ်နဲ့တမူးကောင်းတွေထွက်ပေါ်လာခဲ့တဲ့တဲ့ အိန္ဒိယပါကစ္စတန်ပြည်ပခါကြောင့်အာရှလေကြောင်းခီးစဉ်တွေအပြောင်းလဲဖြစ်ပေါ်တဲ့သတင်းအစားရှိတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ရုရှားကမြမလွတ်လပ်ရေးမှာပါဝင်ကူညီခဲ့တယ်ဆိုပြီးရုရှားတန်မှန်ဝါဒအမှားဖြန့်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရုရှားနိုင်ငံအနေနဲ့1948ခုနှစ်ဇန်နဝါရီလ၄ရက်မှာရရှိခဲ့တဲ့မြန်မာလွတ်လပ်ရေးကြိုးပမ်းမှုအတွင် ပါဝင်ကူညီပေးခဲ့တယ်လို့မြန်မာနိုင်ငံဆိုင်ရာရုရှားတန်အမတ်ကပြောကြားလိုက်ပါတယ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ရုရှားနိုင်ငံသို့တွားရောက်ချိန်နဲ့အချိန်ကြိုက်ဝါရအမှားဖြန့်ချီရေးသားမှုကိုစစ်ကောင်စီထိန်းချုပ်ထားတဲ့သတင်းစာတွေကမတ်လ9ရက်နေ့မှာဖော်ပြလာကြတာဖြစ်ပါတယ်။ အဲ့ဒီတန်မှန်ဟာရုရှားရဲ့1941-1945ဒုတိယကမ္ဘာစစ်ပြီးဆုံးမှုအထိမ်းအမှတ်ရင်းပြင်းနဲ့ချီတက်ပွဲ280ပြည့်အခမ်းအနားကိုဂုံပြုတဲ့အနေနဲ့အမြဲအမတ်ရနေရမယ်ဒုတိယကမ္ဘာစစ်ကပေးတော်သင်ငန်းစာများဆိုတဲ့စောင်းမအတွင်ထည့်သွင်းရေးသားခဲ့တာပါအဲ့ဒီစောင်းမနဲ့ပတ်သက်လို့မြမလူလူကတမိုင်းအမားတွေလွင်နေတဲ့အတွက်စိတ်ကောင်းစီနဲ့ရုရှားတန်မှန်ဆိုသူကို စိတ်ပြတ်နေကြပါတယ် လက်ရှိစစ်ကောင်းဆောင်မင်းအောင်လိုင်းနဲ့ဇနီးကျူကျူလာတို့ဟာလည်းရုရှားနိုင်ငံမှာကျင်းပမဲ့နှစ်80ပြည့်ရင်းမြစ်နှင်းချီတက်ပွဲကိုတက်ရောက်ဖို့ဒီကနေ့မနက်မှာပဲနေပြည်တော်လေးစိတ်ကနေထွက်ခွာသွားပြီးလို့စစ်ကောင်စီဘက်ကသတင်းထုတ်ပြန်ပါတယ်။ ဒုတိယသတင်းတပုတ်အနေနဲ့စစ်တပ်တွေမကဘဲတခြားသောလက်နက်ကင်တွေကပါအမျိုးသမီးတွေကိုလိင်ချမ်းဖက်နေကြတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စေဟုစုတွေမကဘဲတခြားသောလက်နက်ကင်အဖွဲ့တွေကပါအမျိုးသမီးတွေအပေါ်လိင်ချမ်းဖက်မှုတွေကျူးလွန်နေတယ်လို့ဘာမီဝူမန်ယူနီယံ PWU ကဆိုပါတယ်။ 2021ခုနှစ်ဆရာနာသိမ်းပြီးနောက်အသက်အန္တရာယ်လုံခြုံရင်းကြောင့်အမျိုးသမီးတွေနဲ့ကလေးငယ်တို့နေရွှန့်ခွာစစ်ပေးရှောင်နေကြရပြီးအမျိုးသမီးတွေအပေါ်စစ်တပ်နဲ့တခြားသောလက်နက်ကိုင်အစုအဖွဲ့တွေကလက်နက်အားကိုနဲ့လှိန်ချမ်းဖတ်မှုတွေကျူးလွန်နေကြတာလို့ပြောခဲ့တာပါ အမျိုးသမီးတွေဟာနေ့စဉ်သားမဲ့လူမှုဘဝမှာပဲလိမ်ပိုင်းဆိုင်ရာထိပါနောက်ဆက်ခံရမှုတွေလိမ်ပိုင်းဆိုင်ရာအမျက်ထုတ်စော်ကားခံရမှုတွေနဲ့လိမ်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုတွေကိုရင်ဆိုင်နေရတဲ့အတွက်စစ်ပွဲကာလတိုက်ပွဲကာလအတွင်းမလုံခြုံမှုတွေပုံမို့ဆိုးရွားနေရလို့သိရပါဗျာ ပြီးခဲ့တဲ့ဧပြီလအတွင်းစစ်ကောင်စီတက်ကြောင်းနိုင်ငံတော်အသက်16နှစ်အောင် အမျိုးသမီးငယ်73ဦးအပါအဝင် အမျိုးသမီး82ဦးသေဆုံးခဲ့ကတရားရရှိသူအယောက်90ရှိရလို့ဘာမီဝူမန်ယူနီယံ PWU ကထုတ်ပြန်ပါတယ်။ဧပြီလအတွင်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသူ59နဲ့တရားရရှိသူအယောက်40လက်နက်ကြီးပစ်ခတ်မှုကြောင့်သေဆုံးသူ9ဦးနဲ့တရားရရှိသူ9ဦးတပ်ဖြတ်ခံရသူ9ဦး မြေမြုပ်မိုင်းကြောင့်ဒဏ်ရာရသူ၄ဦးနဲ့အာရကတပ်ဖွဲ့ဝင်တွေကအဓမ္မပြုကျင်လို့ဒဏ်ရာရရှိသူ၁ဦးရှိတယ်လို့ထည့်သွင်းထုတ်ပြန်ထားပါတယ်။ တတရသတင်းတပုတ်အနေနဲ့ဒီမော့ဆိုအနောက်ချမ်းကို စစ်ကောင်စီကဂျာဖိုက်တာ20နဲ့ဓာတုဘုံအပါဝင်ဘုံဆယ်လုံးထံမှလည်းကျဲချိုက်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ KNB နဲ့ဒီမော့ဆိုအနောက်ချမ်းကိုစစ်ကောင်စီကဂျာဖိုက်တာ20နဲ့ဓာတုဘုံအပါဝင်ဘုံဆယ်လုံးထံမှလည်းကျဲချိုက်တိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။စစ်ကောင်စီကဂျာဖိုက်တာ10နဲ့ဘုံ၅လုံးကျဲချိုက်ခဲ့ပြီးည7:00နာရီဝန်းကျင်မှာတော့ဂျာဖိုက်တာ10ထပ်မံရောက်ရှိလာ ာပြီးဘုံကားလုံးထပ်မင်းကျဲချခဲ့တာဖြစ်တယ်လို့ဘုံကျဲခံရတဲ့နေရာနားမှာနေတဲ့စစ်ဆောင်တအူကဆိုပါတယ်စစ်တပ်ကျဲချခဲ့တဲ့ဘုံတွေထဲမှာဓာတုဘုံလိုယူဆရတဲ့အစိမ့်ငွေဘုံတွေကိုစစ်ကောင်စီကအသုံးပြုခဲ့ပြီးဘုံကြားရောက်ပောက်ခွဲခဲ့တဲ့အနီးဝန်းကျင်ကစစ်ဆောင်တွေဟာမူဝေအော်ရံမှုတွေကိုခံစားခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်စစ်ကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ဒီမိုးစော်အနောက်ခြမ်းကစည်ရေးပြမှတ်တွေကိုအ धिक ထားတိုက်ခိုက်ခဲ့တာဖြစ် ်တယ်လို့အမိမဖော်လို့တဲ့စည်ရေးသတင်းရင်းမြစ်တဦးကပြောပါတယ်။စစ်ကောင်စီအနေနဲ့ဒီမော့ဆိုအနောက်ချမ်းကိုလေကြောင်းတိုက်ခိုက်မှုမပြုလုံမီရပိုင်းအတွင်းကလည်းဂျက်ဖိုက်တာတွေကိုမီးဖွင့်ပြန်တမ်းတာတွေကင်းထောက်လျင်ဖျက်ဆီးမှုတွေကိုပေါ်ပေါ်ထင်ထင်ပြုလုပ်ခဲ့ပါသေးတယ်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဖျားကန်တွေတဲကရေတွေမတန့်ရှင်းတာကြောင့်လက်တွေမျိုးမပွားနိုင်ဖြစ်နေတဲ့အတွက်အဲ့ဒီကန်တွေမှာဘေးမဲ့မလွတ်သင့်ဘူးလို့ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံကဖုန်ကြီးကြောင်တွေဖျားတွေမှာရှိတဲ့ရေကန်တွေကရေတွေတန့်ရှင်မှုမရှိတာကြောင့်လက်တွေမျိုးမပွားနိုင်တဲ့အတွက်အဲ့ဒီနေရာတွေမှာဘေးမဲ့မလွတ်သင့်ဘူးလို့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်သူတွေကဆိုပါတယ်။အဲ့ဒီကန်တွေဟာရေမတန့်ရှင်းတဲ့အပြင်လက်တွေနေပူစာလုံမှုအတွက်နေရာတွေမရှိတာကြောင့်ခန္ဓာကို အတွက်လိုအပ်တဲ့ဓာတ်တွေကိုမစုပ်ယူနိုင်လို့ရောဂါတွေဖြစ်ပွားနေကြတာပါ။ဒါပြင်အခွန်ပြောက်လိမ့်လို့ခေါ်တဲ့လိမ့်မျိုးနယ်တွေဟာအသာစာမျိုးတွေဖြစ်တဲ့အတွက်ဖျားကန်တွေနာကကံပေါင်တွေမှာရောင်းတဲ့ပပောက်စုံတဲ့ပါမုတ်ချောက်အစာတွေကလိမ့်တွေစားတဲ့အစာမဟုတ်တာကြောင့်လိမ့်တွေကိုရောဂါဖြစ်စေရလို့လိမ့်ချစ်သူချူချူကဆိုပါတယ်။ မြမဖက်လေမြမဆင်းလျှော်လေးစတဲ့လက်တွေဟာဧပြီလကနေမေလအတွင်းတာပေါက်လေးရှိကြပြီးနောက်ကျတဲ့လက်ဥတွေဟာမေလကနေဇူလိုင်လအတွင်းတာပေါက်ကြတယ်လို့သိရပါတယ်2010ခုနှစ်မှာထုတ်ဝေခဲ့တဲ့ကမ္ဘာလုံးဆိုင်ရာမျိုးသုံးမျိုးအနေရရှိတဲ့သွားသောတတ္တဝါမျိုးတွေထဲမြမနိုင်ငံက20မျိုးပါရှိပြီးအများဆုံးကလိင်မျိုးစိတ်တွေဖြစ်နေလို့တယန်ဇာတာနဲ့တဘာဝပိုင်ဝင်ခြင်းထင်းသိမ်းဌာနရဲ့ဖော်ပြချက်တွေအရသိရပါတယ် ဆက်လက်ပြီး PDF တမတော်တက်တန်းလေးနဲ့အတွင်းစစ်မှန်တဲ့တော်လိုင်းရဲပေါ်နဲ့တမူးကောင်းတွေထွက်ပေါ်လာခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပိတုကာကွယ်တမရော PDF လေးနှစ်သက်တမ်းအတွင်းစစ်မှန်တဲ့တော်လိုင်းရဲဘော်အများပြားနဲ့တမှုကောင်းတွေထွက်ပေါ်လာတယ်လို့ NUG အစိုးရတန်ရန်ဇာတာနဲ့တဘာဝပတ်ဝန်းကျင်ထင်းသိမ်းရေးဝန်ကြီးဒေါက်တာတူးခေါင်ကပြောပါတယ်။ လင်းနစ်သက်တမ်းအတွင်သက်တမ်းနဲ့မမျှတဲ့ရင်းကျက်နေတဲ့ PDF တက်မတော်ကိုတွေ့မြင်ရပြီးဖြစ်သလိုရေဖို့စီတွေကိုလည်းစစ်ထုတ်နိုင်ခဲ့ပြီလို့မဲဆောက်အခြေဆိုင် CDN အရာရှိတအူကမှတ်ချက်ပြုပါတယ်ရွေးဦးတော်လည်းရဲ့အတွင်အနေရရှိတဲ့ပါသုံးလုံးပြဿနာတွေကိုလည်းအမှန်တကယ်ရှင်းထုတ်ဖို့လိုတယ်လို့အကြံပြုပါရစေ။ လင်းနစ်တတဟာနှစ်ဆယ်ချီခိုင်ခန့်နေတဲ့အာဏာရှင်စနစ်ကိုဖျောက်ချနိုင်မှုအင်မတန်နုနယ်သေးပေမဲ့အတိုင်းထာတစ်ခုအထိလုံနိုင်ခဲ့ပြီဖြစ်ပြီးအစိုးရနဲ့တပ်မတော်အင်ကာဆုံပေါင်းဆက်နိုင်ပြီဖြစ်တယ်လို့ဒေါက်တာတူးခေါင်က ပြောပါတယ်အစိုးရတရက်လဲပတ်ငွေအတွက်ဗန်စနစ်ထူထောင်နိုင်ပြီဖြစ်သလိုရမုံငွေရှာဖွေစနစ်လဲထူထောင်နိုင်ပြီဖြစ်တယ်လို့သူကဆက်ပြောပါဗျာ နောက်ဆုံးနိုင်ငံတကာသတင်းတပုတ်အနေနဲ့အိန္ဒိယပါကစ္စတန်ပြည်ပခါတွေကြောင့်အာရှလေကြောင်းခီးစဉ်တွေအပြောင်းလဲဖြစ်ပေါ်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အိန္ဒိယနဲ့ပါကစ္စတန်တို့အကြားအပြန်အလှန်တိုက်ခိုက်မှုတွေပြင်းထန်နေတဲ့အတွက်အိန္ဒိယက Operation Sindoor လို့ခေါ်တဲ့စစ်စင်ရေးတစ်ခုနဲ့ပါကစ္စတန်ထိန်းချုပ်ထားတဲ့ကက်ရှမီးယားနယ်မြေတဲကအကြမ်းဖက်စခန်းတွေအပါအဝင်နေရာ၉ခုထပ်မင်းကိုဒုံးကျည်တွေနဲ့တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွက်အကြောင်းရင်းကတော့ဧပြီ20ရက်နေ့မှာ Lash က E တိုင်ပါဆိုတဲ့အကြံဖတ်အဖွဲ့ကခီးသွားတဲ့အပေါ်တိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့တာကိုအိန္ဒိယကပါကစ္စတန်ဘက်ကိုဆွဆွဲခဲ့ပြီးတုတ်ပြန်ချက်အနေနဲ့စီးရေးလှုပ်ဆောင်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။အိန္ဒိယအစိုးရကဒီတိုက်ခိုက်မှုကိုတိကျတဲ့ပြစ်မှတ်တိုက်ခိုက်မှုလို့ခေါ်ဆိုထားပြီးပါကစ္စတန်ဘက်ကလည်းရက်ဆက်ကြမ်းကြုတ်တဲ့ရန်စမှုတစ်ခုလို့တုတ်ပြန်ခဲ့တယ်လို့ပါကစ္စတန်စစ်တပ်ဘက်ကလည်းသေဆုံးသူ3ဦးဒဏ်ရာရရှိသူ12ဦးရှိတယ်လို့ပြောကြားထားပြီးအိန္ဒိယတိုက်လေ၅စီးပစ်ချနိုင်ခဲ့တယ်လို့ဆိုပါတယ် ်ဒီလိုတိုက်ပွဲတွေအပြီးမှာတော့တောင်အာရှဒေသရဲ့လေကြောင်းလမ်းကြောင်းတွေအပေါ်တက်ရောက်မှုတွေရှိလာခဲ့ပါတယ်မေလ9ရက်နေ့တုန်းကခီးစင်ပေါင်း52ခုကိုဖျက်သိမ်းခဲ့ရပြီး EVA Air, Thai Airway, Korean Air, China Airline တို့အပါအဝင် လေကြောင်းလိုင်းအများအပြားကပါကစ္စတန်နဲ့အိန္ဒိယနယ်စပ်အနီးလေပိုင်နက်တွေကိုရှောင်ကျဉ်မှုခီးစင်ပြောင်းလဲမှုတွေပြုလုပ်နေကြပါတယ် Flight Radar 42အရာတချို့လေကြောင်းလိုင်းတွေကပိုရှည်တဲ့တောင်ဘက်လမ်းကြောင်းတွေနဲ့ပြန်တန်းနေရပြီးတချို့လေကြောင်းကုမ္ပဏီတွေရဲ့ share တန်မိုးလည်းကျဆင်းသွားခဲ့ပါတယ်။ဥပမာ Eva Air ရဲ့ share တန်မိုးဟာတစ်သက်သမခုနှစ်ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ American အစိုးရနဲ့ကုလသမဂ္ဂတို့ကလည်းအိန္ဒိယနဲ့ပါကစ္စတန်တို့အကြားတောင်အာရှဒေသတည်ငြိမ်ရေးအတွက်တရားမျှတတဲ့ငင်းချင်ရင်နီလန်နဲ့ဖြည့်ရှင်းမှုတိုက်တွန်းနေရလို့သိရပါတယ်။ MP ရဲ့တနေ့တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ ကြည့်ရှုနားဆင် ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။